Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် Manchester United ရဲ့တာဝန်ရှိသူတွေက Joshua Zirkzee အနေနဲ့ပေါ့နော် Matthias Cunha Brian Mbeumo တို့နဲ့အတူတိုက်စစ်မှာ လုံးဝ dynamic ဖြစ်တဲ့เนาะကျွန်တော်ပုံစံမျိုးနဲ့တွဲဖက်ကစားနိုင်လိမ့်မယ်လို့ယုံကြည်ထားကြတယ်ပေါ့ United ကတိုက်စစ်မှုအထောင်တိုက်စစ်မှုတို့ခေါ်ဖို့စန္ဒရှိနေတယ်ဒါပေမဲ့လည်း Victor Gyokeres တို့ပြောင်းရွှေ့ကြီးတွေကိုပုံအောပြီးတော့တုံးဖို့စန္ဒရှိမနေဘူးလို့ကျွန်တော်သိရတယ်ဆိုတော့အသင်းမှာ တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ကစားမားကိုရောက်လာပါအောင်မလားပေါ့ဗျာဒါကတော့အပြောင်းရွှေ့၃လလောက်ကျန်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့စောင့်ကြည့်လို့ရသေးတယ်သို့တော့ကျွန်တော်စိတ်ဝင်စားတာကကျွန်တော်ဂျိုရှူဝါဇစ်ဆီကဒီဘယ်လိုပြောမလဲသူကစားဟန်နေဆိုရင်ပေါ့နော်မက်ဒီစ်ကွန်ညာတို့ဘရိုင်ယန်အမ်ပွန်ဘရူးနဲ့ပတ်သက်ပြီးတော့သူတို့ထားပါသူတို့နှစ်ယောက်နဲ့တွဲကစားတဲ့အခါမှာပိုကောင်းတဲ့ဇစ်ဆီကိုမြင်ရမယ်လို့ကျွန်တော်ထင်ကြလာအခုရှိတာတော့နံပါတ်1ကျွန်တော်တို့က goal scoring striker ကိုကျွန်တော်လိုတာ ဆိုတော့အသင်းကအဲ့ဒီဂိုးသွင်းအာမခံချက်များတဲ့တိုက်စစ်မှုကခေါ်ကိုခေါ်မရမှာမြင်မြင်ငွေပုံအောင်မတုံးကျင်မှုပဲပြောပြောတုံးကျင်နေပဲပြောပြောဗီတာဂူဂရက်စ်မှာမဟုတ်ဘူးတခြားတကယ်ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှုဆိုကျွန်တော်ခေါ်ရမှာပဲဒါသေးကြတယ်ကျွန်တော်မခေါ်လို့မရဘူးဒါပေမဲ့လို့ဗောနော်မက်ဒီယက်စ်ကွန်ညာအမ်ဘူမူတို့ရောက်လာပြီဆိုရင်ဒီကစားမားတွေရဲ့အကောင်းဆုံး performance တွေကိုဘယ်သူကထုတ်ယူမနိုင်ဘူးဘရူနိုဖာနက်စ်ကနေတွဲကစားပြီးတော့အကောင်းဆုံးကစားမားတွေဖြစ်မြင်ရမလားဒါမှမဟုတ်ဘူးဆိုလို့ချင်းတိုက်စစ်မှုစစ်စစ်ဖြစ်ကျွန်တော်ဗောနော်ဇစ်ဂဇီကိုထားကစားတဲ့အခါ ဇစ်ဇီရဲ့ link up play နေအခြေဆက်ကစားနိုင်မှုတွေတောင်မန်ကစားမားတွေเนาะအခြေဆက်တွေကောင်းကောင်းသဘောပေါက်တဲ့ယာတွေကတောက်အိုက်ကုညာနဲ့အန်ပူမူတို့ရဲ့အည်သွေးတွေကိုပူပြီးတော့မြင်မြင်စေရမလားပေါ့ဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲဒီနေရာမှာပေါ့เนาะတချို့ကျတော့လေဘလို့ Firmino တို့ဘာလို့မျောလင်းကြတာပေါ့ဗျာအာဆာလာမာနီ Firmino တို့ငါလိုမျိုးเนาะ Firmino ကဂိုးဒီပါရတော့တိတ်မလို့ဘူးဒါပေမဲ့တောင်မန်ကစားမားတွေကိုချိတ်ဆက်ပြီးနိုင်နေပါညာပေါ့မတူဘူးဘာလို့လဲဆိုတော့အဲ့ဒီတော့ငါယာဂင်ကလော့ရဲ့အတင်းက Firmino ကိုဟို twin goal တွေဘာတွေတွေ့ရပေါ့เนาะကျွန်တော်က အဲ့ဒီလို့တဲပြီးတော့ကစားတဲ့အတင်းမဟုတ်ဘူးကျွန်တော်တို့ United မှာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တိုက်စစ်မှုကိုတွင်းကိုးတွေပိုင်းတဲကစားတဲ့ဟာဖြစ်သွားပြီကျွန်တော်တို့နီးပြားဖြစ်သူအဲဘယ်လိုပြောမလဲအမိုရင်ရဲ့ supporting list ကိုကျွန်တော်ကြည့်ကြည့်ရင် Geocrest တို့ဘာတို့ကိုကျွန်တော်ဥတည်ပြီးတော့ကစားတာဆိုတော့အနည်းတို့နံပါတ်မှာကစားတဲ့ကစားမားတွေအနေနဲ့တွင်းကိုးတချို့ဖန်တီးမှုတချို့ရတယ်မှန်တယ်ဒါပေမဲ့ဂိုးတွင်းမှုနဲ့ပတ်သက်ရင် Geocrest ကိုတဲပြီးတော့ကျွန်တော်ကစားတာဒီကစားမားစီကဂိုးတွေဘာတွေကိုမျောလင့်တာဆိုအဲ့ဒီပလန်နဲ့ ဂျူရှူဝါဇစ်ဂျီကိုထည့်ကစားမယ်ဆိုရင်မလွယ်တော့ဘူး။ဘာလို့လဲဆိုတော့ဇစ်ဂျီဒီကျွန်တော်တို့ခုနကပြောသလိုပဲအဲချိန်သားကိုင်းနေရာယူပြီးတော့ဗောနော်ဟိုဂိုးရီပါတွေတွင်းနိုင်တဲ့လောက deadly striker မျိုးမဟုတ်ဘူးဗျာသိလား။နော်လုံးဝ clinical အရင်ဖြစ်တဲ့ finisher မဟုတ်ဘူး။သူကလာတဲ့အမြင်ဘောတွေကိုလုံးဝ GS ပိုင်းနေဝင်နေရအောင်လုပ်ပြီးတော့ကွင်းလေတီနဲ့ပြန်ချိတ်ဆက်တယ်။ link up play နေကစားတယ်။ hold up play နေကစားတယ်။နေရုံနံပါတ်1စာမာရီတဲ့ space ကြီးဖန်တီးမယ်။နောက်ပြီးလို့ရှိရင်အခြေဆက်တွေလုံးမယ်။အော် diamond တွေပေါ့နော် distribution တွေလုပ်မယ်သူဒါမျိုးတွေလုပ်နိုင်တဲ့ကစားမှာဆိုအဲ့လိုပုံစံနဲ့ကစားတယ်ဆိုရင် Matthews ကွန်ညာတို့ Ambumuru တို့ကပို့ပြီးတော့ကောင်းတဲ့ကစားမတွေပဲကျွန်တော်မြင်အောင်မြင်ရနိုင်တယ်ဒါပေမဲ့လို့ပေါ့နော်အာငါတို့ကတော့တိုက်စစ်ကိုအဲ့လိုအခြေဆက်တွေတဲ့ဥတည်ကစားမှာမဟုတ်ဘူးကွန်ညာတို့ Ambumuru တို့ရဲ့เนาะကျွန်တော်ကျိုးပန်းမှုတွေကနေရလာတဲ့ဟိုဘယ်လိုပြောမလို့ဖန်တီးမှုတွေတို့เนาะဘာတွေကိုဆိုလို့ရှိရင်တိုက်စစ်မှုကဂိုးသွင်းကိုသွင်းမရမှာဆိုရင်တော့ကျွန်တော်တို့ကငွေပုံမတုံးခြင်းမှုတို့ဘာလို့လုပ်လို့မရဘူး ။ဒါကြောင့်ကျွန်တော်အမျှော်လင့်ချက်ကတော့ okay zigzag နဲ့ကစားရင်တော့အတို့ပူကောင်းတဲ့ကစားမတွေဖြစ်၊ကုညာတို့ပေါ့နော်။အမ်ဘူမူတို့ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆထားတာ။အဲဒီလိုနီးပြရဲ့ဥတီချက်ကဘာလဲဆိုတဲ့အပေါ်မှာမူတီတယ်ဗျာ။ဒါကြောင့်ပေါ့နော်အသင်းဘက်ကဘယ်လိုပြောမလဲ။တိုက်စစ်တယောက်ပေါ်မှာငွေပုံသုံးဖို့တော့မလိုဘူးဗျာတိလား။တိုက်စစ်မူတယောက်အတွက်သူတို့ပြောရတာဒီဟိုတိတိကျကျပြောရရင်တော့ဟိုဂျူခရက်စ်တွေ့ပေါ့နော်။ဂျူခရက်စ်တွေ့ကငွေပုံမသုံးချင်ဘူးသူတို့ပြောတာ။ဒါပေမဲ့တိုက်စစ်ကကျွန်တော်ခေါ်မရမှာ။ ဟုတ်တယ်မနော်အမေဂူဂရက်စ်ပဲဖြစ်ဖြစ်အိုစီမန်ပဲဖြစ်ဖြစ်နော်အယူကအဂတီကြီးပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ပြတည်လားဘသူပဲဖြစ်ဖြစ်တိုက်စစ်မှာ twin goal နဲ့ပတ်သက်လို့ကောင်းတဲ့ကစားမှာတော့ကျွန်တော်ခေါ်ကိုခေါ်မရမှာဆိုတော့ဂူဂရက်စ်ကိုငွေပုံမသုံးခြင်းမူပြဿနာမရှိဘူးဒါဆိုကျွန်တော်တခြားရွေးချယ်ကြ option တွေရှိနေတယ်ငွေအရင်ကြီးပုံသုံးစရာမလိုဘူးမဲ့လို့ပေါ့နော်အတင်းရဲ့လက်ရှိ Rasmus Hojlund ထပ်ပူကောင်းတဲ့မိကစားမှာ၄ goal ထဲမှာကျွန်တော်ရှိနေတယ်တကယ်ကောင်းတဲ့ striker တွေလည်းကျွန်တော်ရှိနေတယ်ဒီတော့ခေါ်ကိုတော့ခေါ်မရမှာပဲ ဒါကြောင့်ပေါ့နော်အတင်းဘက်ကတော့ကျွန်တော်တို့အနေနဲ့တိုက်စစ်ကိုအဲ Vita Gurus တယောက်တည်းအတွက်ကျွန်တော်ငွေပိုးသုံးဖို့မရှိဘူးဆိုပြီးတော့သူပြောလာတယ်။အဲအပြောင်းရွှေ့၃လလောက်ကျန်သေးတာဖြစ်တဲ့ကျွန်တော်ကတော့စောင့်ကြည့်တင်နေတယ်လို့ကျွန်တော်ထင်တယ်။ကိုအတင်းရဲ့ကစားမားတွေကိုရောင်းချနိုင်နေဆိုရင်အဲ့ဒီကရတဲ့ငွေတွေကသုံးလို့ရတယ်ပြဿနာမရှိဘူးပေါ့နော်။အခုတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့သုံးဖို့မလွယ်ဘူးဗျာ။ဆိုတော့ဒါမှ Zigzi ကိုညီကတို့ဘယ်လိုထင်ကြလဲ။အချို့ပြည်သက်တွေဆွေးနွေးကြတယ်လို့ပဲ။ခုနကကျွန်တော်ပြောလို့ zigzag ရဲ့ကစားဟန်ကြောင်းပေါ့နော်နေရုနံပါတ်ကတန်းကကစားမားတွေပိုကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်ကြလား ။အဲဆိုတော့တိုက်ဂိုးသွင်းကောင်းတဲ့တိုက်စီမှုစစ်စစ်ကိုခေါ်တာမျိုးထက် zigzag ဒီပို့ပြီးတော့အလုပ်ဖြစ်မယ်ကျွန်တော်တို့ထင်ကြလား။ညူညူတို့ဘလူမီညလေ။ဟိုကျွန်တော်ကတော့ဗျာ force nine ဆိုတာထက်ပေါ့နော်။ဘယ်လိုပြောမလို့။ဒါလေပါဦးသိမှာတော့ငါဆိုလို့ရှင်မာနီတို့ဒီဆာလာတို့ဆိုတာမျိုးကဂိုးသွင်းအရင်ကောင်းနေကစားမာတွေ။မကွန်ညာတော့အန်ဘူမိုတို့ကကိုတော့တွင်းနေကြတယ်ဒါပေမဲ့အဲ့လောက်ကြီးတိပေါ့နော်ကလီနီကယ်ဖြစ်တဲ့ဖင်နီချာတွေမဟုတ်ဘူးပြတွင်းကိုနေပတ်သက်ရင်အဲ့တော့ဇစ်ဂျီရဲ့အခြေဆက်တွေကြောင့်ရလာတဲ့အခွန်ရေးတွေက ထားပါတော့ဗျာလေးလုံးရတယ်တကူးလောက်ကူးတယ်ပေါ့ဒါမှမဟုတ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့လို့လေးလုံးရတယ်နှစ်ကူးကူးတယ်သုံးကူးကူးတယ်ဆိုလို့ဆိုမှုကခဲရင်းတယ်ဆိုတော့ကျွန်တော်တို့အတွက်လူအပ်တာဒီ zigzag နေနေပေါ့နော် link app လေးနေဘာတွေမဟုတ်ဖဲနဲ့ဘူးသွင်းကောင်းမဲ့တိုက်စစ်မှုကျွန်တော်လိုကိုလိုတာဆိုတော့ညီကတို့နေနေရောဘလိုမင်းညလဲ zigzag ရဲ့ကစားဟန်ကကုညာနဲ့အန်ပူမူတို့ရဲ့ဆွမ်းဆောင်ရည်တွေကိုပေါ့နော်အကောင်းဆုံးထုတ်ယူနိုင်လိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့ညကျွန်တော် live မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတွေပါလေ